အဲဒီတော့ဒါမနေ့ပိုင်းအတွက်ပေါ့နော်အဲ့တော့ကျွန်တော်ဝန်ကြီးနေကိုပြင်စားကြည့်နော်ဒီမှာကိုကိုကိုရှိကိုနော်ကိုရှိကိုဆိုတော့သူကကိုပေါင်းလို့ရှိရှင်းနေရှင်းနေပေါ့လို့6နော်6တဘာဝါယူ6တဒီမှာ1လာပြီးတယ်ပေါ့နော်1လာပြီးတယ် ဒါလို့ကောဒီမှာ၄ခုပေါင်းတော့သုံးသုံးနဲ့ချင်းနဲ့ပေါင်းတော့ဒီဒါ၄ခုဝန်းချင်း၄ခုဝန်းချင်းအဲ့မှာ၉၄ဆိုပြီးပြီးတယ်ဗောနပေါင်းပါဆိုတော့လေနောက်တစ်ခုက၉တစ်ခု၉တစ်ခုဆိုတော့၉၄ဝန်းချင်းเนาะ၉၄ဝန်းချင်းအဲ့မှာလေ၄ခုဆိုပြီးပြီးတယ်တခါဒီမှာဆိုရင်၁၄ ခုံဝန်ပေါ့နော်ဒါဆိုနှစ်ခုံဝန်ကြီးနှစ်ခုံဝန်ကြီးဆိုတော့နှစ်ခုံဝန်ကြီးဆိုတော့နှစ်သုံးပေးတယ်ပေါ့နော်ဒါဆိုဒီမှာ sorry ဒီမှာ9လေး6 6လေး9 6လေး9ပေါင်းရင်အခုရတော့9လေးဝန်ကြီးဆိုရဆရာနော်9လေးဝန်ကြီးဆရာဟုတ်ပြီနော်9လေးဝန်ကြီးဆရာရယ် နောက်တစ်ခုကကြတော့နောက်တစ်ခုက399ပေါင်းရှစ်နော်ရှစ်ဆိုတော့သူကနေတရှိဝန်ကြီးကနော်အဲ့တော့ရှစ် ရှစ်တဝဉ္ဇဉ်ဟာဒီမှာဒီရှစ်ပြရပါတော့နောက်တစ်ခုဒီမှာတက်လေးတက်ပေါင်းလေဒါဒီ600ရဲ့6ကိုဝဉ္ဇဉ်ရနော်ကိုပြရနော်နောက်တစ်ခုကကျတော့3ကိုပေါင်းတော့2နည်းနည်းလေးနဲ့ပေါင်းတော့6နော်6 6ကိုဝဉ္ဇဉ် ဒါလေးကျွန်တော်ကိုပေးရနော်ကိုပေးရဒါက7ပေါင်းတော့ကိုကိုနဲ့၄နဲ့ပေါင်းတော့3နော်3 9ဝန်းကျင်3 9ဝန်းကျင်ကသုံးသုံးပေးဒါဆိုရင်ဒီမှာ၄ကိုပေါင်းတော့တော့ဒီ3နဲ့3နဲ့ပေါင်းတော့6နော်6ဝန်းကျင်ရ sorry 6 9ဝန်းကြီးရှိတယ်အဲ့တော့ဒီမှာ6 9ဝန်းကြီးခုနကတော့ခူလေးခူလေးခူလေးဝန်းကြီးအခု6 9ဝန်းကြီးနော်ဒီမှာ9ဝန်းချက်လာတူမယ်နော်ခူလေးဝန်းကြီးရဲ့6 9ဝန်းကြီး9ဝန်းချက်လာတူတယ်တခါတော့ဒီမှာအနည်းငယ်ပြောင်းလိုက်ဒီနေ့ပြောလိုက်မယ်ဆိုဒီမှာနှစ်နှစ်ဆိုတော့နှစ်နှစ်ခါလေး ဆိုတော့ဒီမှာလေးအဲအရာမှာပြောင်းလိုက်တရားပြောင်းနေနော်နေနကကလေးဒီမှာလေးဒါက၃ဘုံပေါင်းလို့နှစ်နေနကကလေးဒီမှာလေးဒါကကျွန်တော်၈လေးပေါင်းလို့နှစ်နော်နှစ် နှစ်နှစ်ခါကလေးဒီမှာနှစ်တခါကျွန်တော်ဒီမှာလေးနှစ်ပေါင်းတော့6နော်6 6နှစ်ခါက9 6ခုဝန်းကြီးဒါဆိုတော့ဒီမှာလည်း6ခုဝန်းကြီးဒီမှာလည်း6ခုဝန်းကြီးဆိုတော့6ခုဝန်းကြီးနှစ်ခုပါလာတူနေနော်ဒီမှာလည်း6ခုဝန်းကြီးတူနေတယ်အဲ့ဒီထဲမှာကျွန်တော်အညီလေးနဲ့ပြန် ကိုလေးဝန်းရင်းရှိတယ်၊ခြောက်ကိုဝန်းရင်းရှိတယ်၊ခြောက်ကိုဝန်းရင်းရှိတယ်။ကိုတူတယ်ဒီမှာဆိုရင်လည်းခြောက်ကိုဝန်းရင်းခြောက်ကိုဝန်းရင်းတူတယ်နော်။ဒါဆိုတော့ကို6ကအားကောင်းတယ်လို့ယူဆတယ်နော်။ကိုနဲ့6နဲ့အားကောင်းတယ်လို့ယူဆတယ်နော်။အဲ့တော့6နဲ့ကိုနဲ့နှစ်ခုနှလုံးအားကောင်းတယ်လို့ယူဆတယ်နော်။ယူဆပြီးရင်တော့ဒီကောင်ပါရင်ကတ်မယ်ပေါ့နော်။အဲ့ဒါကိုချက်ကြည့် ᱟᱨ no, အင်းချောက်ဘုံဝိုင်းရင်ကိုကပ်ဖို့အတွက်နော်ဒီညက်တက်တဲ့ပေါင်းကြီးက400နော်ဒီဆိုတော့ ှင်းနဲ့ချောင်းလောင်းတော့ဒါဒီလဲလေးရတခါတောင်းရောင်းနေနေပြောင်းဒီတည့်ရဲ့လေးရဲ့ခုံရဲ့ပေါင်းလဲဒီလေးခုံပေါင်းနေရနေရနော်ဒီလေးခုံပေါင်းနေနေရဒါဒီဒီမှာနေ့ ဒါဆိုရင်ကိုရီနေရီ၆ရီပေါ့နော်ဒါဆိုရင်ခုံပေါ့နော်ခုံတလုံးပေါ့နော်ခုံပိုင်းပေါ့ခုံပိုင်းကရခုံပိုင်းကရတယ်ပြီးတော့လေဒီကမှာ ဒါကဘာလဲများအနည်းငယ်ပဲပြတယ်39ပေါင်းနေ39ပေါင်းရဲ့နှစ်နှစ်နှစ်ခက်က၄ပေါ့နော်ဒီတော့မှရေး39ပေါင်းရဲ့နှစ်နှစ်နှစ်ခက်က၄အဲ့၄ရဒီ၄ပြီးတယ်ပေါ့နော်တခါ၈လေးပေါင်းရဲ့နှစ်ရှင်လေးပေါင်းရဲ့နှစ်နှစ်နှစ်ခက်ကလေးအဲ့ဒီရဒီလေးပေးတာကနော် တခါဒီလေးကိုပေါင်းရတဲ့တော့တုံးရင်တခါကငါအိမ်ငါအဆော်ရီခဏနေအဲ့မဟုတ်သူကတော့လို့လဲတော့ဒီလိုဒီမှာ နေဟုတ်နေနေနော်နေနကကလေးကြီးလေးကြဟမ်ကြီးလေးရတခါနေနကကလေးနေနကကလေးကြီးလေးရဒီမှာကြတခါရှိခုံမောင်းတော့ငါ ခြေကုံပေါင်းတော့ငါငါရဲ့နှက်ကကတော့ဒီတော့အနိမကြရပါတော့နော်တခါလေးချောင်းပေါင်းတော့ဒုံညာပေါ့နော်ဒုံညာဒုံညာရဲ့နှက်ကကခွန်ခွန်အနိမကြရပါတော့နော်ခုနတော့လေခွန်ပိုင်ပေါ့နော်တော့လေခွန်ပိုင်ခုလေခွန်ပိုင်ဒါ96ကိုကတ်မယ်နှလုံးပေါ့နော်ခွန်ပိုင်ခွန်ပိုင်ရှိတယ်နော်96ကိုကတ်မယ်နှလုံးအဲ့တော့6ခွန်9ခွန် ပြီးကိုခုံတွေကတ်လို့ရတာပေါ့နော်6ခုံ9ခုံကတ်လို့ရပြီပြီးနောက်တစ်ခုခုနကအာနောက်တစ်ခုရှိအောင်မယ်နော်အဲ့တော့ဘယ်လိုမျိုးလဲပေါ့ကောင်းကြတော့သူက ်မှာเนี่ยติดๆเนาะเนี่ยติดๆพอเนาะตัวจะรอ4 4เนี่ยมาซินเนี่ย4เนี่ยมาซินเนี่ยส่วนเนี่ย ဒီ6 6ပေါင်းလာပါနော်6 6ပေါင်းလာ6လေး9ပေါ့6လေး9ပေါင်းလို့9 9ဝတ်ဒီမှာဆင်းနေပေါ့တခါဒီ10 9ဒီကုန်လေးပေါင်းတော့နှစ်အိုက်နှစ်ကဒီမှာဆင်းတယ်။ဒါဆိုရင်ဒီမှာဒီမှာ9ရေဒီက6တွင်းပေါင်းတယ်။ ဒါဒီခွန်ရရနော်ခွန်ရရအဲ့တော့ခုနကတော့လေခွန်ပိုင်ခွန်ပိုင်အခုလေခွန်ပိုင်နော်ခွန်ပိုင်ခွန်ပိုင်တစ်ခုလာတူလေပေါ့နော်အော် sorry sorry ခုနကခွန်ပိုင်ခွန်ပိုင်ကပြီးပါပြီနော်ခုကပေါင်းညင်းရ6တို့ပေါင်းညင်းရကျွန်တော်တို့ရှစ်နော်ရှစ်ပိုင်ရှစ်ပိုင်6တို့ပေါင်းညင်းရ ရှစ်ပိုင်းရှိရနော်ဒါရှစ်ပိုင်းဒီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာအနေနဲ့ရှစ်နောက်တစ်ခုရှိရဆိုကြအောင်ပြရှစ်ကဘယ်လိုရှိမလဲဒီ၃နဲ့နေလင်းနဲ့ပေါင်းရင်ခွန်ခွန်ဖြစ်တယ်နော်ဒီရှစ်နဲ့ဒီ၉နဲ့ပေါင်းရင်လည်းခွန်ဖြစ်တယ်နောက်ဒီ၄နဲ့အဲ့ဒီမှာမရှင်းပါကြတော့နော်အစိမ့်နဲ့ပြောင်းပြ ဒီလေးနဲ့ဒီသုံးနဲ့ပေါင်းရရလဲသူကခွန်ပြစ်တယ်ဒါဆိုရင်ဒီ9နဲ့ဒီ10နဲ့ပေါင်းရရခွန်ပြစ်မလားခွန်ပြစ်မလားဘောနော်ခွန်ပြစ်မလားဆိုဒီမှာ10ထည့်ရဒါဆိုတော့ဒီမှာ10ပါရင်10ပိတ်ရကိုတူချင်းနဲ့လားတူရ10ဒီလဲနှစ်ချက်ရှိတယ်နော်10ဒီလဲနှစ်ချက်ရှိတယ်ကဲဟုတ်ပြီနောက်တစ်ခု ဟုတ်ကဲ့ဒါလို့ရှိရလုံးပိုင်းနဲ့တူတယ်ဒါလို့ရှိရဒီကတော့အနည်းနဲ့ပြဒီနှလုံးပေါင်းခြင်းကကိုကိုနော်အဲ့ကိုကဒီပွဲမှာပြီ နောက်တစ်ပင်ကျော်ပြီးတော့ကိုလေးဆိုပြီးပြီးရယ်နော်ဒီနှလုံးပေါင်းခြင်းကကိုပဲဆိုတော့အဲ့ဒီကိုကလည်းတပင်ကျော်ပြီးတော့ဒီမှာပြီးရယ်နော်ဒီလိုပဲတားလိုက်တော့ဒီပွဲမှာပြီးရယ်နော်တခါဒီနှလုံးပေါင်းခြင်းကကိုလေးဆိုတော့သုံးလို့ရနော်အဲ့ဒီသုံးကတပင်ကျော်ပြီးတော့ဒီပွဲမှာပြီးသုံးလို့ ိုကိုတုံးကြည့်တာဒါဆိုရင်ဒီတုံးဟာဒါထပ်ပြီးတုံးတယ်နော်ဒီတုံးဟာဒီဘွဲမှာပြေးရမှာနော်ဒီဘွဲမှာပြေးရတော့ပြီးတော့ခဏလည်းလာလို့လာတယ်ဆိုရင်သူကကိုကိုတုံးတုံးလာမျိုးတော့ရမှာနော်ကိုကိုတုံးတုံးတာကိုကိုတုံးတုံးလည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ 3ဘိုင်းဆိုတာတွေ့ရတယ်ဗောနော်အဲ့တော့ဘိုင်းနေကြောင်းပြောမယ်ဆိုရင်ဘိုင်းနေကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ကအဲဒီရနေပြမအောင်ဆုံးကွန်ဘိုင်း2ချက်နော်ကွန်ဘိုင်း2ချက်ပြီးတော့10ဘိုင်း10ဘိတ်နော်ပြီးတော့3ဘိုင်းနော်အဲ့ဒါလည်းရှိဒီ69 69ဝန်းကျင်ကမ်းမြေကောင်းဗောနော်ဒုမဟုတ် 69လေးလေးပြောရတယ်69လေးကိုကမ်းမိအောင်ခု6ဝန်းကြီးနှစ်ခါဒီနှစ်ခုဒီဝန်းကြီးတော့မရင်ပါနော်အဲကောင်ကမ်းမိကောင်းပါနော်အဲ့တော့နည်းနည်းလေးနှစ်ခုထပ်ကြည့်မယ်နှစ်ခုထပ်ကြည့်တယ်ဆိုတော့ဒီမှာပေါ့နော် ်ပြီးမယ်ဆိုရင်တော့သူကဘရိတ်ပေါ့နော်ဘရိတ်ပေးတယ်ပေါ့ဘရိတ်ကဘလို့ပေးတယ်ဒီ၄၄နဲ့6တိ၄ရဲ့၂ရဲ့6ရဲ့တိရဲ့ပေါင်းတာ၄6ပေါင်းတော့၄နဲ့ပေါင်းတော့6 6နဲ့6နဲ့ပေါင်းတော့နှစ်နှစ်နဲ့တင်းနဲ့ပေါင်းတော့၃၃ရှစ်ဘရိတ်နာဘရိတ်ကျော်ဘရိတ်စီကျော် ါကိုစဉ်းစားကြည့်တာပါနော်။သုံးရပြိတ်ဆိုတော့ဒီမှာက6 4ဆိုပြီးတော့သုံးပြိတ်ထွက်တာနော်6 4ဆိုပြီးသုံးပြိတ်ထွက်တာ။တခါဒီမှာက2ရေ6ရေ3ရေ9ရေနော်။2 6 2 6 3ဟိုအလိုလေးလုံးပေါက်လာနော်။အဲ့တော့ဒီကောင်တော့36နဲ့တော့ရှိရှိသုံးပြိမ့်ပဲရှိသုံးပြိမ့်ဆိုတော့သူကသုံးပြိမ့်ကဒီမှာ လေးကူဆိုပြီးပြီးသွားပြန်အောင်เนาะအဲ့တော့ကျွန်တော်နောက်6ရက်7ရက်9ရက်လေး6ရက်9လေး6ရက်9လေးပေါ့6ရက်ပေါ့တော့ခွန်เนาะခွန်နဲ့ဒီက9လေးပေါ့တော့3ခွန်နဲ့3လေးပေါ့တော့3ညာဒါဆိုတော့3ညာ5 break ဆိုပြီးရတယ်တော့ဒီမှာ2 3ဆိုပြီးတော့5 break ပြီးပါ5 break ပြီးပါဒါဆိုရင်ကျွန်တော်တို့ တည်ကိုရဲ့၄ရဲ့နှိနော်အဲ့ဒါအကြောင်းတစ်ချက်ဒီမှာအညီနဲ့ပြမယ်တည်ကို၄နှိပေါင်းလိုက်ရင်ဘာရဒီလို၄လုံးပေါင်းမှာဗလိယူတာနော်တည်ကို၄နှိပေါင်းတည်ကို၄နှိပေါင်းခြင်းဒီဘာရလဲဆိုရင်၁၀လေးနဲ့6เนาะအဲ့မှာ6ရဲ့တည်ရဲ့ဗလိရှိရယ်နော်6တည်ပြီးလို့ရှိတယ်သူကတဘောရဲ့နှစ်ဘောရဲ့သုံးဘောပဲပြီးသားလေးတာဖြစ်တဲ့အတွက်ပြက်ဖို့တော့ ပြက်ဖို့ရာခိုင်နှုန်းတော်တော်နည်းတယ်နော်အဖြစ်ဖို့လည်း80ရာခိုင်နှုန်းလောက်တော့ရှိမယ်နော် break တွေကြတော့လည်းအဲအဲ့လောက်ရှိမယ်ပေါ့နော်ဆိုတော့6တက် break ရှိကျွန်တော်တို့ကရတာကဒီ20ရက်နေ့20ရက် sorry ဒါနဲ့ရတာ20ရက်5လမနက်တော့နော်မနက်တော့ဆိုရင်ကျွန်တော်ရတာ 69ဝန်းကြီးနှစ်ခု69ဝန်းကြီး94ဝန်းကြီးဆိုတာရှိတယ်နော် sorry 94ဝန်းကြီးဆိုရှိတယ်အဲ့လိုနှစ်ခုရှိအဲ့လိုတူလာရှိရဲ့နောက်ဒီမှာဆိုရင်ဘိုင်းနံပါတ်ကွန်ဘိုင်းကွန်ဘိုင်း10ဘိုင်း10ဘိတ်3ဘိုင်းနော်ပရိအပြင်ပြောမှာ6တိပရိ6တိ B K ွန်တာလေးရတာ25လမနဲ့ပါဘူးနော်69ဝန်းကြီး69ဝန်းကြီး9လေးဝန်းကြီးခွန်ပိုင်းခွန်ပိုင်း10ပိုင်း10ဘိတ်3ပိုင်း6ဘိတ်နော်ဒါလေးကိုတွဲရမှာဒါလေးတွဲမယ်ဆိုရင်ဒါလေးကိုတွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံး6 9 6 7 Ciao torno. Sa. Ciao co. Ciao sì. Ciao to. Io. Ciao go, ciao tebrei, lo lo sai, ciao sei, no? Ciao sei. 这容易冲啊不不、这个、是，冲啊，冲啊是咩？啊，如话，古，古那对，古孔，古石，古道，古孔古石古道是咩？比如古朝代那辈人来对。 တကူနှစ်ရှိကိုခွန်ကညာ6ပရိသဖြစ်ပြီးသားဖြစ်တယ်နော်နောက်တစ်ခုကျွန်တော်တို့ကျန်တာ4ပေါ့နော်4ပေါ့ကို6ဝန်းကျင်အဲ့တော့4နဲ့ပတ်သက်လို့ပြောတာကျွန်တော်တို့ကဒီမှာ4 6ဆိုတာကာမြန်တွေ့လို့ရ4ကိုတွေ့လို့ရတယ်နော်4ကိုတွေ့လို့ရတယ်4 6 4 9 4ပြီးတော့4ခွန်ပြီးတော့4 8 ဟောညီတုံးနော်ညီတုံးတွဲလို့ရတယ်ဒါလိုမျိုးတွဲလို့ရတယ်အဲ့ဒီကိုတစ်ပရိတ်တစ်ပရိတ်လုံး၄ပုံပါတယ်၆ပရိတ်ဆိုတော့၄နှစ်ဆိုရှိဘူး၄၄နှစ်နော်၄နှစ်အဓိကတော့၄နှစ်ပတ်သက်တာကိုသိတော့ကျွန်တော်မယူဘူးဘာလို့ကျွန်တော်ကဒီ၆ဘဝိုင်းတိုင်း main ထားတာဖြစ်တဲ့အတွက်၆နှစ် ချောင်းနဲ့ဟောဖြစ်တဲ့ဟာကိုလည်းယူမယ်ပေါ့နော်ထိုးအောင်ဒါဆိုတော့ဘာလေးကောင်းမလဲပေါ့နော်အဲဘာလေးကောင်းလဲဆိုရင်ချောင်းနဲ့ပတ်သက်တဲ့အထဲမှာဆိုရင်ကျွန်တော်ကတော့နော်ဘာချိုက်လဲဆိုရင်63ဆိုတော့ပြန်ကြအနေနဲ့ချိုက်တယ်နော်63ချိုက်တယ်ပြီးတော့65 6.5ချိုက်တယ်ဗျာနော်6.5ချိုက်တယ်6.68ကတော့6.68 60လေးနည်းနည်းတော့ဒါအခုက main main ထိုးရမယ့်အားကိုပြောပြရအောင်ပေါ့နော်တော့9နဲ့ပတ်သက်တယ်ဆိုလို့ရင်9နဲ့ပတ်သက်လို့ရှိရင်ဘာချိုက်လဲဆိုရင်9.3နဲ့9.8နဲ့ချိုက်တယ်နော်9.3နဲ့9.8တော့ main ရတော့ဒီ၄ခုပေါ့နော်ဒီ6.3ရဲ့6.5ရဲ့6.3ကတော့ပြန်ကြပါတော့9.3ရဲ့ ကိုရှိတယ်။အဲသူသူအနေနဲ့ကျွန်တော်တို့ကျန်ပြီးတော့ထိုးရမယ်ဟာရှိ။ဒါပါလဲဆိုရင်ကျွန်တော်၄နဲ့ပတ်သက်လို့59ရယ်52အဲ့ဒါလေးထိုးပါနော်။52ရယ်နောက်59ထိုးလို့ရတယ်ပြီးတော့9ရယ်ရဆိုရင်9 9ရယ်ဆိုရင်ကျွန်တော်တို့92နော်92တို့ဘာလို့ထိုးလို့ရလဲ။နော် ကျောင်းထဲရထည့်ရမယ်ခင်ဗျ။အဲတဘောလုံးကတော့လေးခွက်ဖြစ်နေကုန်တော့အဲလေးခွက်ပဲအရင်နေနဲ့ထိုးလိုက်ကုန်တော့ဟိုဘောကလေးခွက်လေးခွက်ကတော့ main နေနဲ့ထိုးကုန်တော့ခင်အားလုံးလည်းကန်ကောင်းကြပါလိမ့်။